မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနမှဒီကနေ့မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာအချိန်အခါမဟုတ်မိုးရွာနိုင်မဲ့သတိပေးချက်ကိုထုတ်ပြန်ပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲအချိန်တိုင်းထွာကြံများရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေနွေးများနဲ့တရုတ်ပြည်မကြီးပေါ်ရှိလေဖီအားကြီးရဝင်းဒေသမှာရွေးရှားလာတဲ့လေအေးများတွဲဆုံမှုကြောင့်၎င်းအရှိတ်မှာရွေးရှားလာတဲ့လေပွေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညမှာနောက် ဧပြီလ9ရက်အတွင်းတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်နဲ့ဧပြီလ6ရက်နေ့မှာ17ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ကိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှ နေရာကျကျတနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။ တို့ဖြစ်ပါ၍ပြည်သူများအနေနဲ့အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုဖြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသည်ကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုးတင်သတိပြုနိုင်ပါရန်အကြံပြုထားပါရခင်ဗျာ။